စ်စုံရအောင်မင်္ဂလာပါရှင်လူနာသူပိတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိနေရတဲ့မင်္ဂလာရှိအချိန်တွေကိုပိုင်ဆိုင်နေကြပြီးဖေဖေယာများဝေးကွာကကိုရောစိတ်ပါကျမ်းမာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကနောက်လေးလအတွင်းကိုစီမဘလို့ထူကြတဲ့အပြောင်းလဲတွေရှိလာမလဲနောက်လေးလအတွင်းကိုရဲ့ကံကြမ္မာပေါ့နော်ဒါလေးကိုအဲဒီ reading ကိုဖတ်ပေးမှာဖြစ်ပါတယ်အခုလှည့်ကြတာကကြတော့ Pisces ဖြစ်ပါတယ်အဲ့တော့ကိုက February 16ရက်နေ့ကနေ မတ်လ20ရက်နေ့အတွင်းမွေးတဲ့သူဖြစ်စေတမမဟုတ်ကိုယ့်ရဲ့ Sun, Moon, Venus အော်အစနက်စက Pisces energy ပေါ့နော် Pisces ဖြစ်နေတာဖြစ်စေ Pisces energy ပါတယ်ဆိုတာဘာလဲဘယ်လိုလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ Sun က Pisces ဖြစ်နေတာ Moon က Pisces ဖြစ်နေတာ Venus က Pisces ဖြစ်နေတာအစနက်ရော Rising က Pisces ဖြစ်နေတာတမမဟုတ်ကိုကဒီဒီရက်တွင်းမှာမွေးဖွားတဲ့ကြောင့်မလို့အဲ Pisces ဖြစ်နေတာ ပေါ့နော်အဲ့လိုအဲ့လိုမျိုးကို Pisces energy ပါတယ်လို့ခေါ်တယ်ပေါ့နော် အာနောက်တစ်ခုပြောလို့ရှင်တော့ဒီ Pisces ဆိုတဲ့ရာသီကွင်မှာ planet တစ်ခုခုရှိခဲ့မယ်ဆိုလို့ရှင်ပေါ့နော်အဲ့ဒါဆိုလို့ရှင်လည်းကိုမ Pisces energy ပါတယ်ပေါ့နော်ခုကနေနောက်လေးလအတွင်း5 series စီမှာဘယ်လိုပြောင်းလဲတွေရှိလာမလဲဟာဒဝါအဟပ်တဲ့ဟွန်း 調査ပြီးတော့အလုပ်ကံရမယ်ဆိုတာမျိုးလို့တော့တွေ့တယ်။အဲကိုရဲ့ကျော်ရနေရတနေရစာရဖို့အတွက်ပေါ့နော်အဲ့အတွက်ကို調査မှုတွေတော့လုံလာရီယာနဲ့調査မှုတွေကတော့ရှိလာလိုက်မယ်ဆိုတော့ပြင်နေတယ်။အရင်ထပ်ပို့ပြီးတော့အားဆိုင်ထုတ်ရမှာမျိုးတွေပေါ့နော်။ဒါမျိုးတွေတော့ရှိလာမယ်ဆိုတော့တွေ့တယ်။ ော့နောက်လေးလအတွင်းကတော့အရင်ထပ်ပို့ပြီးတော့အလုပ်လုပ်ဖို့လိုအပ်တယ်ပေါ့နော် from new home new attitude ကိုအနေနဲ့အိမ်သစ်ပြောင်းရတာမျိုးဒါမှမဟုတ်လဲအိမ်သစ်ဝယ်ရတာလည်းဖြစ်နိုင်တယ်ပေါ့နော်အိမ်သစ်ဝယ်နိုင်တာမျိုးအစီအိမ်ကိုပဲအစ်စ်ပြန်ပြီးတော့မောမန်လာမျိုးလည်းဖြစ်နိုင်တယ်နောက်ကိုရဲ့ဟိုဥတီချက်တွေကိုရဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေက အသစ်တွေတိုးလာတာမျိုးလည်းဖြစ်နိုင်တယ်ပြောင်းလဲသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတို့တွေ့ရတယ်အနောက်တစ်ခုကတကယ်လို့ပေါ့နော်ကိုယ်နေနဲ့အခုချိန်မှာအဲ့လိုအိမ်ပိုင်ဆိုင်မှုအတွက်အိမ်သစ်ဝယ်မှုအတွက်ဖြစ်စေအိမ်ပြင်မှုအတွက်ဖြစ်စေပေါ့နော်စူးစားနေရဲဆိုလို့ရှိရင်ဒါမှကိုယ့်ရဲ့ရည်မှန်းချက်တစ်ခုပေါ့နော်အဲ့တစ်ခုကိုရဖို့အတွက်ကိုစူးစားနေတယ်ကိုမိသားစုအတွက်စူးစားနေရဲဆိုလို့ရှိရင်တော့ဒီနောက်လေးလအတွင်းမှာတော့ အခုထပ်ပို့ပြီးတော့ဗောနော်အားဆိုင်ထုတ်ပြီးတော့စူးစားဖို့တော့လိုအပ်တယ်စူးစားဖြစ်နိုင်မယ်ဆိုတာမျိုးလည်းမြင်နေဗောနော်အဲ့လိုကနေလေဒီစူးစားမှုကလည်းအထမြောက်နိုင်မယ်ဆိုတာမျိုးဗောနော် <laughs> temporary situation. obstacles to overcome အဲ့တော့အခက်အခဲပြဿနာလေးတွေလည်းကြုံလာရလိမ့်မယ်ဆိုတာလို့တွေ့တယ်။ကိုသွားနေတဲ့လမ်းကြောင်းမှာကိုရီမှန်းချက်တွေအကောင့်ထဲပေါ်တဲ့နေရာမှာအဲ့လိုအတားစီအနှောက်အယှက်လေးတွေကြော်လွှားရမယ့်အရာလေးတွေကတော့ရှိလာလိမ့်မယ်ပေါ့နော်။ဒါပေမဲ့ဒါကဘယ်လိုပြောမလဲ။ခဏကြာပဲပေါ့နော်။ခဏကြာပဲရှိနေမယ့်အရာတွေခဏပဲခဏကို အားဆိုင်ထုတ်လိုက်တာနဲ့ ဖြည့်ရှင်းနိုင်မဲ့ပြဿနာတွေပေါ့နော်အဲ့အတွက်ကြောင့်မအရင်ကြီးတော့ဆိုရင်ကြောင်းကြပုံဝင်နေကြရတော့မလိုဘူးဆိုတာလို့မြင်တယ်အင်းခင်ဗျာလုံးနေအဲ့တော့ host it စောကြနေခရီးတော်လေးထွက်ပြလိမ့်မယ်ဆိုလို့တွေ့တယ်ပေါ့နော်ကတ်တပီလာတဲ့ တော့ short journey လဲပါတဲ့ caterpillar ဆိုတော့ခုလက်ရှိကြုံနေရတဲ့အခက်အခဲတွေပြဿနာတွေဒါတွေအကုန်လုံးကဒီတိုင်းပဲရှေ့ဆက်မသွားဘူးပေါ့နော်ရရဟာအခိုက်အတန့်တစ်ခုပဲခဏကြာပဲပေါ့နော်ပြောရရင်ဒီဘွားခီးရတော်တော်လေးအဲ့ဘွားခီးတော်တော်လေးမှာမှာခဏကြာလေးပေါ့နော်အချိန်ပိုင်းခြားလေးတစ်ခုအနေနဲ့အဲစုံစည်းရတာကြုံတွေ့ရတာမျိုးပေါ့နော်အဲ့တော့ဒီတိုင်းပဲရှေ့ဆက်သွားနေမှာမဟုတ်ဘူး caterpillar ကနေပြီးတော့ လိပ်ပြာလေးဖြစ်နေ butterfly လေးဖြစ်နေပြောင်းလဲသွားသလိုမျိုးပဲကိုယ့်ဘဝမှာလည်းပြောင်းလဲမှုတွေကရှိလာမှာပဲပေါ့နော်အဲ့လိုမျိုးတော့ယုံကြည်ထားဖို့လိုအပ်တယ်နောက်တစ်ခုဒီမှာတွေ့ရတဲ့အရာဆိုရှင်ကိုအနေနဲ့ပေါ့နော် transform လုပ်နိုင်လိုက်မယ်ဆိုတော့မြင်တယ်အထူးသဖြင့်ခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကောင်းမွန်တဲ့အနေထားအကျမ်းမာတဲ့အနေထားမျိုးရောက်အောင်လို့ စူးစမ်းနိုင်လိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ကိုယ့်ရဲ့စူးစမ်းမှုရဲ့ရလဒ်ကိုရရှိမယ်ဆိုတာလည်းဖြစ်နိုင်တယ်ပေါ့နော်အကိုလိုချင်တဲ့ခန္ဓာကိုယ်ပုံစံလေးရမှာဒါမှမဟုတ်လေကိုဖြစ်ချင်တဲ့ဇမကြီးအခြေအနေမျိုးကိုရရှိလာမှာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီဇာတာကတော့ကောင်းတဲ့ပြောင်းလဲခြင်းတွေရှိလာမယ်ဆိုတာမျိုးအခုနဲ့ပို့ပြီးတော့အခုထပ်ပို့ပြီးတော့ပေါ့နော်ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကတော့ရှိလာလိမ့်မယ်ခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့ပိုလှလာမှာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ပိုကြက်သေးစီပိုလှပြီးတော့ အဆင်မြင့်သွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် forces working against you ကိုကိုစန့်ကျင်မဲ့အရာတွေကတော့ရှိမှာပဲဒါကတော့ဘယ်သူမှဆိုပဲကိစ္စမှမဆိုပေါ့နော်အာကြုံတွေ့ရမယ့်အရာတွေပဲပေါ့နော် လူတို့မဟုတ်အခြေအနေဒါတဘာဝတရားကြီးတော့ဖြစ်နိုင်တယ်ပေါ့နော် ကိုကိုအလိုမျိုးတွန်းအားတွေပေးပြီးတော့ကိုရဲ့ဆန္ဒနဲ့စန့်ကျင်မဲ့အရာတွေကိုကိုနောက်ဆက်မဲ့အရာတွေကတော့ရှိလာမှာပဲ ဒါပေမဲ့ဒီယာရီနဲ့ကြုံတိုင်းလဲစိတ်ပြဲအာရုံသွားတာမျိုးမဟုတ်ဘဲနဲ့อืมပြောင်းလဲမှုဆိုတာရှိလာမှာပဲဒီတိုင်းပြတော့မှမသွားဘူးဆိုတဲ့စိတ်နဲ့ဒါကြော်ဖြတ်ပါဟောလက်ရှိအနေအထားနဲ့မတူတယ်ပေါ့เนาะအစိတ်သဘောထားတွေပြောင်းလဲဖို့တော့လိုအပ်နေပြီသဘောထားအမြင်တွေပေါ့เนาะပြောင်းလဲပြီးတော့ကြည့်ကြည့်ဖို့လည်းလိုအပ်နေပြီဆိုတာမျိုးလို့တော့တွေ့တယ် တော့ Pisces တွေမှာလေနောက်လေးလအတွင်းမှာတော့ကိုယ်ကိုကိုယ့်ရဲ့ရည်မှန်းချက်တွေဖြစ်မလာဖို့အတွက်ပြောရကိုရှောက်နေတဲ့လမ်းကနေသိပြီးသွားဖို့အတွက်အဲ့လိုမျိုးပေါ့နော်အတားစီအနောက်ရှက်အတိုက်ခိုက်တွေကတော်တော်လေးများများဆဆကိုကြုံရနိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့ခံစားမိတယ်အင်းဒါကြောင့်မလို့ပဲဘလို့အရာတွေပဲကြုံရကြုံရခဏလေးပဲ အချိန်တစ်ခုရောက်ရှင်အဆုံးသတ်သွားမှာပဲဆိုတဲ့စိတ်မျိုးနဲ့ကြော်ဖြတ်ဖို့လိုအပ်တယ်နောက်တစ်ခုကကိုဒီလိုမျိုးကြုံတွေ့နေရတယ်ဆိုတာကလည်းပဲတိတက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်နေပြောင်းလဲဖို့အတွက်ကြုံတွေ့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုစိတ်မျိုးထားပြီးတော့ပေါ့နော်သွားဖို့ပေါ့နော်နေရာတီချူဆိုတာအဲ့လိုပုံစံမျိုးလိုပြောနေတယ်ပေါ့နော်အဲ့ကိုလောက်ရမယ့်အလုပ်သားစူးစမ်းပြီးတော့ဟိုကိုလန်းတာကိုတေချာလေးအအောင်ဆူစားပြီးတော့ရှောက်သွားမယ်ဆိုလို့ရှင်တော့ဒီနေရာတွေကသူ့အနေနဲ့သူ့ကိုကြော်ဖြတ်ပြီးသားဖြစ်သွားလိမ့်မယ်ဆိုတာမျိုးပေါ့နော် ပြောရင်တော့တခြားသူတွေရဲ့ပြောပြောစကားတွေတိုက်ခိုက်တာတွေဒါတွေကိုဖြစ်နိုင်မယ်ဆိုရင်တော့ကယူမဆိုင်စေခြင်းဘူးအာယုံမဆိုင်စေခြင်းဘူးပေါ့နော်ဟေလူရှုလို့ရရင်ဟေလူရှုပြီးတော့ဒါရှေ့ဆက်ပေါ့နော်ကိုအရေးအချင်းကိုကိုသိရင်ရပြီမတွေ့ဝင်နေပေါ့နော်ရန်ကြီးတွေ့ဝေတာမျိုးတွေနောက်ပူပန်လုံးတာမျိုးတွေမဖြစ်နေပေါ့နော် ဲ့လိုမျိုးတွေဖြစ်နေလေကိုတက်ကအဲ့အနှောက်အယှက်တွေကပုံပြီးတရားမှုရှိနေလေပေါ့နော်အဲ့လိုမျိုး message ပေးခြင်းလေပေါ့နော်801ကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်လာလိမ့်မယ်ဒါမှလည်း caterpillar ဒါမှလည်း801ဟွန်း ဒီထက်ပိုပြီးတော့တဆင့်မြင့်မားတဲ့အခြေအနေမျိုးကိုရောက်လိုက်မယ်ဆိုတာမျိုးလို့တွေ့တယ်။ကိုရှောက်နေတဲ့လမ်းကအခုဒီလီကက်တက်လောက်မှာဆိုလို့ရှင်လည်းပဲဒီမှာဆိုလို့ရှင်ကိုသွားကျင်တဲ့နေရာကရောက်မှာအသေးချာပဲပေါ့နော်လမ်းကြောင်းမှန်ပေါ်မှာရောက်နေပြီဆိုတော့ရှေ့ဆက်သာသွားပေါ့နော်ဘေးဘီတွေရှောက်ကြည့်မနေနဲ့ကိုရဲ့သွားမဲ့လမ်းကြောင်းကိုသာတက်တက်သာသွားဖြောင်းဖြောင်းသာသွားပေါ့နော်ကောင်းတော်ပြောင်းလဲခြင်းတဆန်းဟမ်ကောင်းတော်ပြောင်းလဲခြင်းတွေက ရှိကိုရှိလာမှာပဲပေါ့နော်အင်းအဲ့တော့ မလိုလားအဲ့ကျဒီအစံပြေစေးရဲ့အတွေးတွေပေါ့နော်နောက်ဘေးကနှောက်ရက်တဲ့သူတို့ဖြင့်အတိုက်ခိုက်စကလုံးတွေပေါ့နော်ဒါတွေကိုအာယုံစိုက်မနေပါနဲ့ဒါတွေကိုဝန်တစ်ခုအနေနဲ့တည်မသွားနဲ့ပေါ့နော်ကိုယ့်ရဲ့ဘဝရည်မှန်းချက်ကဘာလဲဒါကိုပဲအာယုံစိုက်ပြီးတော့ဒီအရာကိုဘယ်လိုမျိုးဖြည့်ဆွဲရမလဲပေါ့နော် sorry ပါစဉ္ညာတန်နေဝင်လာခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့အပြင်ရတဲ့စဉ္ညာတန်နေဝင်လာလို့ပေါ့နော်ရက်လိုက်ရပါတယ် အဲ့တော့ပြောရရင်တော့နှောက်ရက်တွေကခဏဒရက်ဆာဆိုသလိုဝင်နေပေါ့နော်အခုတော့မှပဲကြားမလားမသိဘူးပေါ့နော် ခွေးဟောင်းတန်းနေကြားနေရတာဆိုတော့အဲ့တော့နှောက်ရက်တွေအတားစီတွေကတစ်ခုပြီးတစ်ခုဆိုလို့ဝင်လာမှာပဲပေါ့နော်တမျိုးမဟုတ်တမျိုးနဲ့ဝင်လာမှာပဲအဲ့ဒီခါကျတော့ရှင်ကိုကကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့ဘဝပန်းတိုင်းကိုယ့်ရဲ့မျှော်လင့်ချက်ကိုယ့်ရဲ့အိမ်မက်ဒါကိုအကောင့်ထဲပို့ဖို့အတွက်ကိုနှောင့်နှေးသွားတာတွန်းဆိုသွားတာမျိုးဖြစ်ပေနဲ့ ဖြစ်ကိုဖြစ်ကမယ်ရအောင်ရမယ်လို့ကိုလုံးနိုင်ရမယ်အောင်မြင်ကိုအောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့သာဆေးဆက်ပြီးတော့သွားပါရက်တန်လိုက်တာမျိုးဒီလဲကြသွားလို့ရှင်လည်းပြန်ပြီးတော့မထဘဲနဲ့အဲ့တိုင်းနေလိုက်တာမျိုးမလုပ်ဘဲနဲ့ပေါ့နော်ဆေးဆက်ပြီးတော့ထားပြီးတော့သွားပါအကြိမ်ကြိမ်တက်ခိုက်မှုတွေကြုံပြီးတော့ပေါ့နော်ပြိုလဲရမယ်အချိန်ကြီးရှိနေမယ်ပေါ့နော်ပြန်မအောင်မြင်မယ့်အချိန်ကြီးလည်းရှိနေမယ်ဒါပေမဲ့မအောင်မြင်တိုင်းပြန်ပြန်ပြီးတော့ထပ်ခါထပ်ခါပြန်ပြီးတော့စူးစမ်းပါဒီစူးစမ်းမှုရဲ့ရလဒ်ကရှိကိုရှိလာမလိမ့်မယ်ပေါ့နော်အဲ့တော့ Taurus လိုပုံစံမျိုးလိုစိတ်မျိုးဒီလို energy မျိုးနဲ့ခေါင်းမာမာနဲ့ဒါရှေ့ဆက်ပြီးတော့သွားပါတခုတည်းကိုပဲအာယုံဆိုင်ပြီးတော့ဒါရှေ့ဆက်သွားပါကိုယ့်ရဲ့ဘဝမျှော်လင့်ချက်ကိုလုပ်ချင်တဲ့အရာဒီကိုဖြစ်ချင်တဲ့အရာပေါ့နော်ဒီအရာကဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့စိတ်နဲ့ဇွဲကြီးကြီးနဲ့ဒါရှေ့ဆက်သွားရောက်ကိုရောက်လာနိုင်မယ်ပေါ့နော်ဇာကိုရောက်လာနိုင်မယ်ကိုယ့်တက်ကို အလုံးစုံပြည့်စုံမှုနဲ့အေးချမ်းမှုပျော်ရွှင်မှုတွေဆိုတာကရှိလာနိုင်မယ်ပေါ့နော်အဲ့တော့မလိုလားအပ်တဲ့အတွေးတွေနဲ့ကိုကိုဝင်ပြီးစေတာမျိုးတွေကိုဘွားတက်လန်းကိုပိတ်နေတာမျိုးတွေနှောင့်နှေးစေတာမျိုးတွေတော့မဖြစ်စေချင်ဘူးပေါ့နော်လိုလေးကို message ပေးခြင်းနဲ့ဆိုတာလို့တွေ့တယ်။နောက်ဒီမှာတွေ့ရတဲ့အရာဆိုရှင်ဒီမှာအိမ်တော်ရေးအခြေအနေနဲ့ပတ်သက်လို့ရှိလို့ရင်လည်းအဲနှစ်ယောက်ချမ်းပါပေါ့နော်အလိုပေးလူကြလို့အနှောက်အယှက်လေးတွေဝင်လာတတ်တယ်ပေါ့နော်ရှေ့ဆက်သွားဖို့အတွက်ခက်ခဲရလောက်တဲ့အထိဆုံးဖြတ်ချက်ချဖို့ အခြေအနေတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့သတိထားပြီးတော့သွားပါအတန်တရာအတွေ့အကြုံတွေမဝင်စေခြင်းဘူးယုံကြည်မှုနဲ့တည်ဆောက်ဖို့လိုအပ်တယ်ယုံကြည်မှုနဲ့ရှေ့ဆက်ဖို့လိုအပ်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလေးကိုတွေ့ရတယ်ပညာရေးနဲ့ပတ်သက်လို့ကတော့ကံကောင်းနေဆိုတာလိုမြင်တယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုသွားခြင်းတဲ့အချိန်နေရာအထိကိုသွားနိုင်တယ်ဆိုတာမျိုးလည်းတွေ့ရတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အစင်းမြင့်တဲ့ပညာရေးပဲဖြစ်ဖြစ်ပေါ့နော်လိုမျိုးတွေပို့ပြီးတော့လေလာတင်ယူနိုင်မယ်တင်ကြနိုင်လိမ့်မယ်ဆိုတာမျိုးလို့တွေ့ရတယ် နောက်ကိုအတွက်ကိုကိုနားမှာတကယ်ပေါ့နော်အားပေးဖို့အားပေးဘက်အကြံဉာဏ်ကောင်းလေးပေးမဲ့သူတကယ်အကူအညီကောင်းလေးဖြစ်စေမဲ့သူအဲ့လိုမိတ်ဆွေမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုလူမျိုးတွေလည်းစုံစည်းရလိမ့်မယ်ဆိုလို့တွေ့တယ်။ကောင်းသောပြောင်းလဲခြင်းတွေကပြောင်းလဲခြင်းတွေကတော့ရှိနေပြီပေါ့နော်အဓိကကိုယ့်ရဲ့အတွေ့အခေါ်ပိုင်းကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်ဒီပိုင်းမှာ အားနေမသွားဖို့ပဲလိုအပ်တယ်ကြံ့ကြံ့ခိုင်ပြီးတော့ရှေ့ဆက်ပါပေါ့နော်ခေါင်းမမနဲ့ဒါရှေ့ဆက်ပါကိုရှောက်မဲ့လမ်းတစ်ခုတည်းကိုပဲအာယုံဆိုင်ပြီးတော့ဒါရှေ့ဆက်ပါပေါ့နော်အဲ့အိမ်မက်တွေကအမှန်တကယ်ပြေးသွားလာလိမ့်မယ်ပေါ့နော်။အင်း နောက်ကျမကြီးဆိုရှင်ဒီတိုင်းပဲစိတ်ထောင်းလို့ကိုကြီးဆိုတဲ့ပုံစံမျိုးပေါ့နော်စိတ်ဆောင်ဖြစ်တဲ့ယောဂမျိုးတွေပဲရှိလာနိုင်မယ်။ကျန်တဲ့တခြားခန္ဓာကိုယ်မှာလို့ကြီးကြီးမားမားယောဂမျိုးတွေရှိနေတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်။ဒီစိတ်ကြောင့်ဒီအတွေးတွေကြောင့်ပဲကိုမှာကိုပင်မန်းရတာမျိုးပေါ့နော်။ဒါမျိုးတွေရှိလာနိုင်မယ်ပေါ့နော်။အဲ့တော့သတိထားဖို့တော့လိုအပ်တယ်ပေါ့နော်။ new trend that's talked change movement beginnings flexibility changeability moving house အိမ်ပြောင်းရွှေ့ရရှိရနော်ဒီမှာလည်းပဲအဲ့တော့ပြောင်းလဲမှုတွေအရွှေ့အပြောင်းတွေနောက်အသစ်စတင်ခြင်းတွေဒါတွေအကုန်လုံးကဖြစ်လာနိုင်မယ်ပေါ့နော်အဲ့တော့ဖြစ်လာနိုင်မယ်ဆိုတော့ယုံကြည်ချက်လည်းရှိဖို့လိုအပ်တယ်ပေါ့နော် ခံစားချက်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အပြောင်းလဲမှုတွေရှိလာနိုင်မယ်ဆိုတော့တွေ့တယ်ပို့ရင်းကျက်လာနိုင်မယ်ပေါ့နော်နောက်ကိုကိုကို heal လုပ်နိုင်နိုင်မယ်ပေါ့နော်အာကိုစိတ်ကိုကိုပို့ပြီးတော့တည်လာနိုင်မယ်ခံစားချက်တွေကိုပို့ပြီးတော့တည်လာနိုင်မယ်ဘလိုမျိုးအေဂျင့်အောင်ပျော်ရွှင်အောင်တက်တာတက်တာဖြစ်အောင်ထားရမလဲဆိုတာမျိုးပေါ့နော်ဒါမျိုးတွေလည်းပို့ပြီးတော့တည်လာနိုင်မယ်ဆိုတော့တွေ့တယ် ်ဘာ plastic ကကြတယ်အဲ့တော့ကိုဘွားတက်ကိုခိုင်မာတဲ့ရည်ရသေးကြတဲ့အနာကလန်ကရှိနေပြီပေါ့နော်အဲ့လိုအခြေအနေမျိုးကလည်းရှိတော့မယ်ရောက်တော့မယ်ဆိုတာမျိုးလို့တွေ့တယ်ကံကောင်းမှုတွေကစီးကျိုးနေပြီဆိုတာမျိုးလည်းတွေ့တယ်နောက်အခြေအနေပတ်သက်လို့ရှင်လည်းဒီတိုင်းပဲ unconditional love လို့ပေါ့နော်အဲ့လိုအခြေမျိုးနဲ့အော်တစ်ခါမှမခံစားရဘူးတဲ့အချစ်စစ်အချစ်မှန်လို့ပုံစံမျိုးနဲ့လည်းစုံစည်းဖြစ်နေမယ်ဒါကမိတ်ဆွေတငယ်ချင်းတွေရဖြစ်စေဖြစ်နိုင်တယ် ကိုယ့်ရဲ့ချစ်သူလက်တွဲပေါ်အိမ်တော်ဘက်ကဇီယာလည်းဖြစ်နိုင်တယ်မိဘတွေဇီယာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုအခြေမျိုးကိုလည်းကြုံတွေ့ရလိမ့်မယ်ဆိုတော့တွေ့တယ်ဟောဒီမှာလည်းပဲထပ်ပြီးတော့အန်ကာလဲဆိုတော့အိုးပိုင်အိမ်ပိုင် ပေါ့နော်အဲ့လိုပုံစံမျိုးတွေရရှိလာလိမ့်မယ်ဆိုတော့တွေ့တယ်ကိုဘွားတော့ကိုအခြေကြမဲ့အမ်လမ်းကြောင်းကို ရောက်လိမ့်မယ်ဆိုတော့တွေ့တယ်အဲ့ကတရင်ကောင်းတွေကတော့စောင့်မျှော်နေရဲ့ဆိုတာမျိုးပေါ့နော်။အဲ့တော့ကိုကဒါကောင်းတဲ့အတွေးခေါ်တွေနဲ့ ရှေ့ဆက်ဖို့ပဲလိုအပ်တယ်ကိုယ့်ကိုယုံကြည်မှုမပြတ်ပဲနဲ့ရှေ့ဆက်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲ99နဲ့ positive nugget ရှိနေရဆိုတော့အကောင့်တွေကရက်ကို ရောက်လာမယ်ဆိုတဲ့အတွေ့မျိုးသားထားဖို့ပေါ့နော် ဟိုဒါကတော့ဖိုက်စီများအတွက် reading ဖြစ်ပါလိမ့်ရှင်အားလုံးပဲစုံလို့ကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါလိမ့်ရှင်မိတ်ဆွေများအားလုံးပဲပြည့်ပြည့်အောင်ဝေးကွာပြီးကိုရောစိတ်ပါကျမချမ်းသာကြပါစေကောင်းသောလူရင်းစံသားဖန်တို့များလည်းပြည့်ဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစည်းလုံးကြကြမမာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါလိမ့်ရှင်နောက် reading များမှာပြန်ပြီးတော့စုံလို့ကြပါအောင်ပါရှင်